ဇူလိုင်လပထမရက်ပေါ့နော်ဇူလိုင်လကဘာရွှေစီကွက်အစရက်ဇူလိုင်လတရက်နေ့အင်ကာနီတရက်တာအတွက်ဖြစ်ပြလာနိုင်တဲ့ကဘာရွှေစီနေတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါပထကမှာမနေ့ကကဘာရွှေစီရတော့ဈေးအသက်ပြခဲ့တယ်။ဒီနေ့မနေ့မှလည်းဈေးကတောက်လျှောက်တက်နေတယ်ခင်ဗျ။အဲ့ဒါပထကကျွန်တော်လက်ရှိတက်နေတဲ့ကဘာရွှေစီပေါ့နော်။လက်ရှိတက်နေတဲ့ကဘာရွှေစီဆက်တက်မလား။အကျပြန်လာနိုင်မလားဆိုတာကိုကျွန်တော်ကဘာရွှေရဲ့ဈေးအသက်ချက်ကိုကြည့်ပြီးတော့ကျွန်တော်သုံးသပ်ကြည့်လိုက်အောင်ပေါ့နော်။ ုတ်ပြီကျွန်တော်ဒီပညာပိုင်းအရင်ဆုံးသုံးသပ်ပဲဒါကတော့ကပတ်ရွှေစည်းရဲ့ကျွန်တော်တို့ကအာဈေးအသက်ကြောက်ကိုဒီကန်တဲ့အတုံးတုံးလေးကကျွန်တော်တို့အချိန်တရက်တာအနေထားကိုကိုစားပြုပြီးတော့ကျွန်တော်ကြည်နေခြင်းဖြစ်ပါတယ်မနေ့ရဆိုရင်မနေ့ရောကကျွန်တော်ဇူလိုင်လနောက်ဆုံးရက်ဇူလိုင်လပြော sorry ဂျွန်လဂျွန်လနောက်ဆုံးရက်တရက်တာပေးစေတနည်းအားဖြင့်ဂျွန်လတလတာကပတ်ရွှေအပိတ်ဈေးကကျွန်တော်တို့ ၃၃၀၀အထက်ပြန်ပိတ်သွားတယ်ခင်ဗျကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့အာအဲ့ဂျွန်လတလတာကမ္ဘာရွှေအပိတ်ဈေးနဲ့၃နှစ်60အောင်ပိတ်ခရင်ဒီဇူလိုင်လမှာအကြအာကောင်းမယ်ဟုတ်ပြီ၃နှစ်60အောင်မပိတ်ချင်တော့ဗျာကျွန်တော်၃နှစ်80အောင်လောက်ပိတ်သွားရင်တော့မှဒီဇူလိုင်လကိုအကြမှန်းလို့ရတယ်ခင်ဗျဒါပေမဲ့၃၃၀၀အထက်မှာတော့ဈေးပြန်ပိတ်သွားတဲ့အနေထားဖြစ်သွားရပြီနော်အဲ့ဒါပတ်သက်ခါမှာကျွန်တော်ကဒီဇူလိုင်လတလတာကိုတော့တလလုံးအတိုင်းတာရကျွန်တော်ကမ္ဘာရွှေဈေးအတက်အကောင်းမယ်လို့သုံးသပ်ထားပါတယ်ဒါ တလလုံးအတိုင်းတာပြောပါနော်ကျွန်တော်တလဆိုတာကျွန်တော်ရက်ပေါင်းကဘာချွေစီကွက်ဖွင့်တဲ့ရက်ပေါင်းအနည်းဆုံး20ရှိတယ်ခင်ဗျရက်20ရှိတယ်အဲ့အပတကဒီနေ့ချက်ချင်းဟိုးပေါ်ဒီထောင်တက်သွားမယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူးဒီဂျွန်လိုင်းလတလလုံးမှာဈေးတက်နိုင်တယ်လို့ကျွန်တော်သုံးသပ်ခြင်းဖြစ်ပါတယ်အဲ့အပတကမှာလက်ရှိဒီနေ့မနက်မှာဆိုရင်ကဘာချွေစီရပဲကျွန်တော်တို့3300နှစ်မှာဈေးဖွင့်လာတယ်အဖွင့်ဈေးရပဲလက်ရှိအချိန်ဒီအနေအဆုံးဈေးပြ3300နှစ်ကပဲအနေအဆုံးဈေးဖြစ်နေတယ်ပြီးရင် အမြင့်ဆုံးနေတဲ့လက်ရှိရောက်နေတယ်ပေါ့3392 3330ကအမြင့်ဆုံးဈေးဖြစ်နေပါတယ်အဲ့ဘက်ကမှဒီနေ့မနက်မှကမ္ဘာရွှေဈေးတော်တော်လေးအသက်အားကောင်းနေအောင်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဈေးနှုန်းသဘောတရားအမြင်အရဒီနေ့ကမ္ဘာရွှေဈေးကတောင်းလျှောက်ကြီးအသက်အားကောင်းသွားဖို့တဲ့စာရင်ဈေးတန်းတနေရာရောက်ပြီဆိုရင်ကျွန်တော်ရောင်းလို့အားတွေဝင်လာပြီးတော့ဈေးပြန်ကန်ကြတာမျိုးကြုံရနိုင်မှာဟုတ်ပြီအဲ့ဈေးတန်းတနေရာကဘယ်နေရာဖြစ်မလဲကျွန်တော်တို့အဲ့နေရာကိုကြည့်ဖို့တော့ကျွန်တော်အချိန်တနားရဲ့အတိုင်းတားနဲ့ကျွန်တော်တွားကြည့်လိုက် ဟုတ်ပြီအဲ့အဖက်တခါမှာကျွန်တော်တို့ကလက်ရှိတက်နေတဲ့ကမ္ဘာရွှေဆီယာဘယ်စည်းမှပြန်ကန်ကျနိုင်တယ်လို့မိမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးတန်းစုံပေါ့နော်ကျွန်တော်တို့အာပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်ဈေးအကျပြခဲ့တယ်ပေါ့နော်ကျွန်တော်ဂျာတာပရီနီလောက်မှာဈေးအကျပြခဲ့တဲ့ဈေးတန်းစုံဖြစ်တဲ့3335နဲ့3330ကျဈေးတန်းစုံဟာနေဈေးအကျဒါပထမဆုံးဈေးပြန်ကျနိုင်တဲ့ဈေးတန်းစုံဖြစ်ပါတယ် ဒီဈေးတန်းစုံတန်းဈေးတန်းစုံတန်းတက်ပြီးသွားလို့ဒီဈေးတန်းစုံ3335တက်ကိုမဖောက်နိုင်ဘူးဗျာဈေးကဒီဈေးတန်းစုံမှာရောင်းလိုရတယ်ဝင်လာပြီးတော့ဈေးပြန်ထိုးစင်သွားနိုင်တယ်ခင်ဗျဈေးပြန်ကျသွားနိုင်အဲ့ပထမပထမဆုံးဈေးပြန်ကျနိုင်တဲ့ဈေးတန်းစုံနေနဲ့3330နဲ့3335ကျဈေးတန်းစုံဖြစ်ပါတယ်ဒုတိယဈေးတန်းစုံအနေနဲ့ကကျတော့ကျွန်တော်တို့3348နဲ့ကျွန်တော်တို့အပေါ်ကဒီဈေးတန်းစုံလေးပေါ့နော်ကျွန်တော်တို့3338 ငါတုံကြာစည်းတန်းဆုံးဖြစ်ပါတယ်အဲစည်းဆုံးကတော့ဒုတိယကြာနိုင်တဲ့စည်းတန်းဆုံးဖြစ်ပါတယ်ဟုတ်ပြီတတိယကြာနိုင်တဲ့နောက်ဆုံးပါစည်းတန်းဆုံးအမြင့်ဆုံးစည်းတန်းဆုံးကတော့ကျွန်တော်ဒီစည်းတန်းဆုံးဖြစ်ပါတယ်ကျွန်တော်တို့ဆွဲတင်မယ်ဆိုရင်ပေါ့နော်အဲတုံတုံကျွန်တော်3 3 6 9နဲ့3 3 9ကြာစည်းတန်းဆုံးဖြစ်ပါတယ်3 3 9ကြာစည်းတန်းဆုံးဖြစ်ပါတယ်အဲ့ဘက်ကမှကျွန်တော်ဒီမှာဆိုစည်းတန်းဆုံး3ရှိတယ်အနည်းဆုံးနေနဲ့3 3 30နဲ့ 3335ကြာစီနှံဆောင်ရှိတယ်ပြီးရင်ကျွန်တော်တို့အပေါ်မှာဆို3348နဲ့3353စီနှံဆောင်ရှိမယ်ပြီးရင်3365နဲ့3305ကြာစီနှံဆောင်ရှိပါမယ်အဲစီနှံဆောင်ဒီမှာကဘာချွေကိုကျွန်တော်တို့အယောင်းဝင်လို့ရပါတယ်အမြတ်ပိုင်းစီနှံနေနေတော့ပေါ့ကျွန်တော်တို့3330လောက်အနည်းဆုံးယူလို့ရတယ်ခင်ဗျာ 3330လောက်ကျွန်တော်တို့အနည်းဆုံးယူလို့ရပါတယ်အရှုံးပိုင်းဈေးတန်းအနေနဲ့ကကြာတော့ကျွန်တော်တို့3330နဲ့3335ချားမှာရောင်းနေဆိုရင်ကျွန်တော်3340အထက်လောက်မှာအရှုံးပိုင်းဈေးတန်းပြပါ3348နဲ့3353ချားမှာကျွန်တော်ကဘာရွှေကိုကျွန်တော်ရောင်းနေဆိုရင်3355အထက်လောက်မှာအရှုံးပိုင်းဈေးတန်းပြပါအဲ့လိုပဲ3365နဲ့3305ချားမှာကဘာရွှေကိုရောင်းနေဆိုရင်ကျွန်တော်တို့3380အထက်လောက်မှာအရှုံးပိုင်းဈေးတန်းပြပါခင်ဗျာ အဲ့ဒါပတ်သက်ခါမှာကျွန်တော်ဒီဈေးတန်းစုံတွေမှာရောင်းလို့ရပါကျွန်တော်ကဒီနေ့ကမ္ဘာရွှေဈေးကဈေးအတက်ခဏတာပြပြီးပြီးရင်ဈေးအကျပြန်လာနိုင်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်အဲ့ဒါပတ်သက်ခါမှာကျွန်တော်သုံးသပ်ချက်တိုင်းကျွန်တော်အဲ့ဈေးတန်းစုံတွေမှာတော့ကျွန်တော်ရောင်းဖို့အားပေးခြင်း ਨੇ ရောင်းလို့ရပါတယ်ခင်ဗျဟုတ်ပြီအဲ့ဒါဆိုအဝယ်အတွက်ဆိုရင်ရောအဝယ်အတွက်ဆိုရင်တော့ကျွန်တော်တို့ ဈေးပြန်ကျလာကြအောင်ဘေးဈေးနှုန်းစုံတွေမှာဝယ်လို့ရရမယ်ဆို330နားအောင်တစ်ချက်ကြည့်ပါ330အောက်ကိုကဘာရွှေစီမဖောက်နိုင်ဘူးဆိုရင်330နားမှာကျွန်တော်ရေတုံပြန်ဝယ်လို့ရတယ်အရှုပ်ပိုင်းဈေးနှုန်း330ငါအော်လို့ပြီးအမြတ်ပိုင်းစိမ်းတဲ့ပြကျွန်တော်3330လောက်ထိရလို့ရတယ်။ဒါမဲ့3330နာအဝယ်တော့ကျွန်တော်တိတ်အားမပေးချင်ဘူး။အာကျွန်တော်ဒီထက်ဈေးပိုကြတော့စောက်မယ်ဆိုကျွန်တော်ဒီဈေးနဲ့ဝင်ချင်ပါတော့။အာ3290နာဈေးနဲ့ဝင်ချင်3290နဲ့ကျွန်တော်တို့ဒီဈေးနဲ့စုံပါတော့ကျွန်တော်တို့ 3နှစ်88ကြာစေတန်းဆုံးတစ်ချက်ဆောင်ကြည့်ပါအဲ့3နှစ်88နဲ့3နှစ်9နှစ်ကြာစေတန်းဆုံးမှာကပ္ပရွှေစီစီးပြန်ကန်တက်မှာနိပညာပိုင်းရဈေးတက်ဖို့ကျွန်တော်အတိပုချက်ရတယ်ဆိုရင်ဝယ်လို့ရတယ်3330လောက်ထိအမြတ်ပိုင်းဈေးတန်းပေးပါအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့3နှစ်85အောက်လောက်ပေးခဲ့မြတ်ပြီးနောက်ထပ်ဝယ်ရမယ့်ဈေးတန်းကတော့ကျွန်တော်တို့ဒီနေ့တော့ဗောနောနောက်ထပ်နောက်ဆုံးဝယ်ရမယ့်ဈေးတန်းဆုံးကတော့ကျွန်တော်တို့3နှစ်9နဲ့ကျွန်တော်တို့ဒီ 3နှစ်80ကြာဈေးနှုန်းဖြစ်ပါတယ်အဲဈေးနှုန်းကိုကျွန်တော်ရောက်ပြီဆိုရင်ကျွန်တော်တို့အာနီးနီးပညာပိုင်းရရဲပြန်ဝယ်လို့ရပါတယ်အဲ့ဒါပြ390နဲ့390ကြာမှာဝယ်ပါအမြတ်ပိုင်းဈေးတန်းကိုကျွန်တော်တို့3330ပေးပါအရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်တို့3265အောက်လောက်ပေးပါခင်ဗျဒါလေးအရောကျွန်တော်တို့ဒီနေ့တနေ့တာတော့ဝယ်ရမယ်ဈေးတန်းစုံလေးလေးဖြစ်ပါတယ်အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့က တခုရှိရပါဘောနော်ကျွန်တော်ရေသုံးသက်ချက်ပေါ့ကျွန်တော်ဒီနေ့မှဆိုရင်ကမ္ဘာရွှေစီဈေးဆွဲတင်ပြီးတော့အကျပြန်လာနိုင်တယ်လို့ကျွန်တော်သုံးသက်ထားပါတယ်ကျွန်တော်ရေသုံးသက်ချက်လေးဘယ်ချိန်မှမှားနိုင်တယ်လဲလို့ပြောမယ်ဆိုရင်ကျွန်တော်တို့335အထက်မှာဒီနေ့တိတ်တာအတွင်းကမ္ဘာရွှေစီအချင်းတနာရီအတိုင်းတာအပိစီနဲ့ဖောက်တက်ပြီးဈေးပိတ်သွားတယ်ဆိုရင်ကျွန်တော်ရေကမ္ဘာရွှေစီကဈေးအသက်ခဏတာပြပြီးတော့ဈေးအကျပြန်လာနိုင်တယ်ဆိုတော့သုံးသက်ချက်လေးမှားရင်ပြီးတော့ဒါယူဆလိုက်ပါ အဲ့လိုမှမဟုတ်ရင်လည်းကျွန်တော်အောက်က3နှစ်80စေတန်းအောက်မှာကဘာရွှေစီအချိန်တနာဒီနေ့တနေ့တာတွေပေါ့နော်အချိန်တနာရဲ့အတိုင်းတာပေးစေကျွန်တော် market ခေါ်ရ H1 backness နဲ့ဖောက်ကြပြီးဈေးပိတ်သွားတဲ့ဆိုရင်ကျွန်တော်တို့ကဘာရွှေစီတောက်လျှောက်ကျသွားမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကဘာရွှေစီဘယ်လိုသွားမလဲဆိုတော့ဆက်ပြီးတော့စောင့်ကြအောင်ကျွန်တော်ကတော့ဈေးဆွဲတင်ပြီးရင်တော့ဈေးအကျပြန်လာနိုင်မယ်လို့ကျွန်တော်ရေပူရအားဖြင့်တော့ကျွန်တော်သုံးသပ်ထားပါတယ်ခင်ဗျာ အဲ့ဘက်ကမှ3305အထက်မှာအချိန်တနားရီအတိုင်းတာအပိတ်စင်းနဲ့မပိတ်မချင်းအထိကျွန်တော်ရဲ့သုံးသက်ချက်လေးရတော့မှန်နိုင်စေပဲဖြစ်ပါတယ်။ဟုတ်ပြီဒါတော့ကျွန်တော်တို့နီးပညာပိုင်းရဝယ်တင်ရောင်းတင်တဲ့ဈေးနှုန်းတွေကိုကျွန်တော်သုံးသက်ပြခဲ့ရပေါ့နော်။အဲ့ဒါဘက်ကမှနီးပညာပိုင်းရကျွန်တော်ဒီနေ့ကျွန်တော်တရက်တာကဘာရွှေစေးပေါ့။ဒီနေ့တရက်တာကဘာရွှေအပိတ်စင်းကဘယ်စင်းမှပိတ်ရင်ကျွန်တော်တို့ဈေးအတက်အဆက်ကောင်းနိုင်တယ်ဘယ်စင်းမှပိတ်ရင်ဈေးအကျအဆက်ကောင်းနိုင်တယ်ဆိုတော့ကျွန်တော်သုံးသက်ကြည့်လိုက်အောင်။အဲ့ဒါဘက်ကကျွန်တော်ဒါလေးတွေကိုကျွန်တော်တစ်ချက်ဖြတ်လိုက်မယ်ပေါ့နော်။ ခဏလေးကျွန်တော်တစ်ချက်ဖြတ်လိုက်ပါဦးမယ်ဟုတ်ပြီအဲ့အဖက်ကမှာကျွန်တော်ဒီနေ့တရက်တာပိတ်စေဘယ်မှာပိတ်ရင်စီအက်တက်အားဆက်ကောင်းနိုင်လဲလို့မြင်မယ်ဆိုရင်ကျွန်တော်ဒီနေ့တရက်တာပိတ်စေတာ 3335ဈေးတန်အထက်မှာတရက်တာဈေးပိတ်နိုင်ခဲ့တဲ့ဆိုရင်ကမ္ဘာရွှေစီဈေးအသက် ပြန်လာပါလိမ့်မယ်ဈေးတက်ပြပါလိမ့်မယ်ကျွန်တော်အရင်တော့အမြင်ခဲ့ရတဲ့3380လေး3390လေးဒီပါ3400ရည်ထိကျွန်တော်ဈေးအသက်ပြန်မြင်ရပါလိမ့်မယ်။စန့်ကျင်ဘက်နေနဲ့ပေါ့ဒီနေ့တရက်တာအပိတ်ဈေးဒါကျွန်တော်တို့ဘယ်အောက်ပိတ်ခိုင်းလဲမယ်ဆိုကျွန်တော်တို့3300ဈေးတန်းအောက်ဈေးပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေဈေးကျွန်တော်တို့ နောက်ရက်မှာဈေးအကျအားပြန်ကောင်းတာမျိုးကျွန်တော်တို့ကြုံရနိုင်ပါတယ်။အဲအပတကဂျင်းတည့်ရတာပိတ်ဈေးက3335အထက်ပိတ်နိုင်မလားဒါမှမဟုတ်လည်း3300ရောက်အောက်ပိတ်နိုင်မလားဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါလေးရောက်ကျွန်တော်တို့ဒီနေ့တနေ့တာအတွက်ကဘာချွေဈေးအတက်ကြအတွက်ဤပညာပိုင်းရာတုံးသက်ချက်လေးဖြစ်ပါတယ်။ကျွန်တော်တော့ဈေးဆွဲတင်ပြီးအကျပြန်လာမယ်လို့ကျွန်တော်ဈေးလုံးသဘောတရားရတုံးသက်ထားတယ်ပေါ့နော်။ပြီးတော့သတင်းပတ်ကိုကျွန်တော်တို့ကြည့်ရအောင်။သတင်းပတ်မှာဆိုဒီနေ့မှာဆိုကျွန်တော်ဒေတာတွေများနေပြီ။ ကျွန်တော်တို့အာဗမာစံတော်ချိန်ည၈နာရီမှာဆိုရင်အမေရိကန်ပိုးပန်ဥက္ကရာပိုးပွဲစကားပြောဖို့ရှိတယ်ပြီးတော့၈နာရီ55မိနစ်မှာကျွန်တော်တို့ S&P Global Manufacturing PMI data ထွက်ဖို့ရှိတယ်ပြီးရင်ကျွန်တော်တို့အာ၈နာရီခွဲမှာကျွန်တော်တို့ ISM Manufacturing PII PMI လို့ခေါ်တဲ့ကျွန်တော် control အညွန်ကိန်းတွေထွက်ဖို့ရှိတယ်အဲဂျွန်လ data တွေပေါ့နော်အဲ control နဲ့ကိန်းအညွန်ကိန်းတစ်ခုရဲ့ပြီးရင် ISM manufacturing price လို့ခေါ်တဲ့ကုန်ထုတ်လုပ်မှုဈေးနှုန်းအညွန်ကိန်းထွက်ဖို့ရှိတယ်။အဲညချင်းနိုင်ကွယ်မှာထွက်မယ်။ ီးရင်ကျွန်တော်တို့ည၈နာရီခွဲမှာပဲကျွန်တော်အမေရိကန်နိုင်ငံရဲ့အလောက်ကန်အဖွင့်နှုံတာထွက်ပို့ရှိတယ်။ GOIT အ Jot Openi Metadata ထွက်ပို့ရှိတယ်။အဲ့ဒါပတ်သက်ခါမှာကျွန်တော်ဒီညမှာ data က9ခုတောင်ရှိပါတယ်။အထူးတတိထားပါမယ်။အထူးသဖြင့်ကျွန်တော်ဒီညအမေရိကန်ပိုးဝမ်ဩခရာပိုးဝမ်ရဲ့စကားပြောတာကိုကျွန်တော်အထူးတတိထားပါမယ်။ပြီးတော့ data တွေကြည့်မယ်ဆိုရင် data တွေက အကောင်မှန်ထားလို့ပြောလို့ရတယ်ဗျနော်အကောင်တော်တော်မှန်ထားလို့ပြောလို့ရတယ်အဲ့အပတ်သက်ကမှာဒီညကပတ်ချွေစီဘလို့ဖြစ်လာမလဲကျွန်တော်တစ်ချက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်သူတပြင်ဒီညအမေရိကန်ပုံမှန်ဥက္ကဋ္ဌပိုးဝဲပြောစကားအရန်အေးပါပါတယ်ဘာလို့လဲမလဲဆိုရင်မနေ့တော့ဆိုရင်အမေရိကန်ပိုးအမေရိကန်ပိုးမှန်ဥက္ကဋ္ဌပိုးဝဲစီကို Trump က8 point pizza ပို့ခဲ့တယ်ဗျနော်ကဘာလုံးကကျွန်တော်တို့ကဘန်နေဘန်သွုံးလုံးရှော့နေခြင်းမှာပိုးဝဲကကျွန်တော်တို့ဘန်သွုံးလုံးကိုမိမြင့်ထားတဲ့အနေအထားကို ဝေဖန်ခဲ့တယ်ပေါ့နော်အဲ့ဒါကပိုးဝဲရဲ့အဲ့ဒီစွန်ဘက်ချက်ကြောင့်အမေရိကန်စီးပွားရေးကိုဒေါ်လာဘီလီယံနဲ့ချီပြီးတော့နှစ်နာစေခဲ့တဲ့ဘာညာဆိုပြီးတော့အမေရိကန်တမနာဒေါ်လန်ထရန့်ကစာပေးပို့ခဲ့တာဖြစ်တာဖြစ်တဲ့ခါမှာပိုးဝဲအနေနဲ့လက်ရှိမှာဖိအားတွေရင်ဆိုင်နေရပြီဖြစ်ပါတယ်။တနည်းအားဖြင့်သူ့ကိုအတုံးလုံးတောက်လျှောက်ရှော့ဖို့ထရန့်ကတောက်လျှောက်ဖိအားပေးနေရဖြစ်ပါတယ်။အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကဘန်တုံးလုံးရှော့နိုင်ကြည်အလားလာက တချို့ဆိုရင်မန်နေဂျာလာမဲ့ဒီခုလာမဲ့ပေါ့နော်ဂျွန်လကုံဘန်တုံးလုံးဆုံးဖြတ်ချက်မှာကိုကဘာရွှေဒီဘန်အမေရိကန်ဘန်တုံးလုံးကိုကောက်ရှော့ပစ်မလားဆိုတာတချို့ကတုံးတက်နေကြတယ်ပေါ့နော်အဲ့ဒါပြတဲ့ကမှာဘန်တုံးလုံးရှော့ပစ်နိုင်ကြီးအလားလာများတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြောရမယ်ဆိုဒီနေသားကသတင်းပိုင်းကကဘာရွှေစီကိုအသက်ဖက်ရောက်သွားစေနိုင်ပါတယ်အဲ့ရလေးကိုကျွန်တော်သတိပြုဖို့လိုအပ်ပါတယ်ဒီညအမေရိကန်ပုံပန်ဥက္ကဋ္ဌပုတ်ဝက်ရဲ့မိန်ကုံးမှာသူဘာတွေပြောသွားတယ်လဲသူဘန်တုံးလုံးရှော့နိုင်ကြီးအလားလာနဲ့ပတ်သက်ပြီးတော့ဘာတွေပြောသွားတယ်လဲဆိုတာကျွန်တော်တို့ အရေးကြီးပါတယ်ဟုတ်ပဲအဲ့အရာလေးကိုကျွန်တော်တို့တတိထားဖို့လိုအပ်တဲ့ပေါ့နော်ပြီးတော့ကျွန်တော်တို့အာတစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုတော့ဒါအင်းသက်က66နာကိုကျနေဒေါ်လာအင်းသက်ကတောင်းလျှောက်ကျနေတွေ့ရတယ်အဲ့အားဖက်ကမှကျွန်တော်လက်ရှိမှာဆိုရင်ဒေါ်လာအင်းသက်က66ကကျွန်တော်ဈေးအကျအဟန်သားဈေးတိုင်းဖြစ်နေတယ်66ကနေပြန်ကန်နိုင်မလားကြည့်ရမယ်66ကနေမကန်နိုင်ဘူး66အောက်ပါဆက်ပေါက်ကျသွားတယ်ဆိုရင်တော့တတိယပိုင်းရဆိုကဘာရွှေစီလည်းတောင်းလျှောက်တက်သွားနိုင်ခြင်းရှိပါတယ်အဲ့လိုမဟုတ်ဘဲနဲ့66ကနေပြန်ကန်တက်လာတယ်ဆိုရင်တော့ကဘာရွှေစီလည်း အမြင်ဈေးရနေပြောအသက်ရှိဈေးတက်နေရနေရေတို့ပြန်ကန်ကြတာမျိုးကျွန်တော်တို့ကြုံရနိုင်ပါတယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာဘယ်လိုနေသားတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါတရှိမှာဆိုရင်တော့ကျွန်တော်ဒေါ်လာအင်တက်ကတော့66နာကိုကျွန်တော်တို့ဖောက်ကြဖို့ချင်းကတ်နေရကိုတွေ့ရတယ်66အောက်ဖောက်နိုင်မလားမဖောက်နိုင်ဘူးလားဆိုတော့ကျွန်တော်ဒီမှာဒီနေ့ညမှာအဖြစ်ပေါ်ပါလိမ့်မယ် ဟုတ်ကဲ့ဒါလေးကကျွန်တော်တရင်ပိုင်းကတော်တက်ချက်လေးဖြစ်ပါတယ်တရင်ပိုင်းမှာဆိုရင်ဒီညထွက်မှတ်ဒေတာတွေကကျွန်တော်ကမ္ဘာရွှေစီအတွက်အရန်အရေးကြီးတာဖြစ်တဲ့ကမ္ဘာရွှေစီတဲ့အရန်အရေးကြီးတာဒေတာတွေဖြစ်တာဖြစ်တဲ့ခါမှာဒီညဒေတာတွေကိုတော့ကျွန်တော်တစ်ချက်တတိထားဖို့လိုအပ်ပါတယ်အထူးသဖြင့်အမေရိကန်ပုံပန်ဥက္ကဋ္ဌပိုဝဲရဲ့မင်ကွန်ကိုကျွန်တော်တစ်ချက် view site ပို့လိုအပ်ပါတယ်ပိုဝဲရဲ့ပြောကြားတဲ့မင်ကွန်ကြောင့်ဒီညမှာကျွန်တော်ကမ္ဘာရွှေစီ အလောက်ခက်ကြံတာမျိုးတွေဈေးဆွဲတင်ဆွဲကြဖြစ်သွားနိုင်တာမျိုးတွေရှိနိုင်ပါတယ်အဲ့အပတ်ကဒီညကပားရွှေစေကိုရောင်းဝယ်တဲ့အခါမှာ risk management တေချာလုပ်ထားပါပြီးရင်ကိုကပုံမှန်အရောင်းဝယ်ပမာဏနဲ့အရောင်းဝယ်လုပ်ဖို့ကိုကျွန်တော်အထူးပဲတိုက်တွန်းခြင်းပါတယ်ခင်ဗျာ โอเคဒါလေးကကျွန်တော်ရဒီနေ့တည့်ရတာအာဒီနေ့ပေါ့ကျွန်တော်တို့ဇူလိုင်လအစရဲ့ဇူလိုင်လတည့်ရနေ့တည့်ရတာကဘာရွှေစေးကွက်တောင်းတဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့တောင်းတဲ့ချက်ဗီဒီယိုတွေကို app to တိတ်ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရ YouTube channel လေးကို subscribe လုပ်ထားကြပါပြီးကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့တက်ရောက်လို့ရပါတယ်အဲ့ဒီနဲ့ပတ်သက်ပြီးလဲကျွန်တော်ရ Telegram ကျွန်တော်ရ YouTube channel ကျွန်တော်ရ Viber ရာနေစုံစမ်းမြင်မြင်နိုင်ပါတယ်ခင်ဗျကဘာရွှေ Twitter အားလုံးပဲဒီနေ့ဇူလိုင်လအစရဲ့ဇူလိုင်လတည့်ရနေ့ကျွန်တော်တို့တနင်္လာနေ့ တရက်တာအတွက်ကျွန်တော်ကဘာချွေစိတ်တကြကိုကျွန်တော်တို့မှန်မှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့ဒီဇူလိုင်လအစကိုကျွန်တော်အကျိုးမြတ်နဲ့စောက်ပွင့်နိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါပဲခင်ဗျာ။